စကားဟောက်စ်ရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါဆွေးနွေးသုံးသပ်သွားမယ့်အကြောင်းအရာကမနေ့ညက El Clasico ကိုပွဲစဉ်မှာဖြစ်သွားတဲ့ Vinicius Junior ရဲ့အပြုမူပေါ့နော်အားလုံးလည်းမြင်ရတယ်ဒါတော်တော်လေးအခြေအနေဆိုးတယ်ဆိုတော့အဲ့လိုအခြေအနေဆိုးရခြင်းရဲ့နောက်ကွယ်မှာရှိနေတဲ့ဒီစိတ်ပိုင်းဆိုင်ရာအတွေးခေါ်ပိုင်းဆိုင်ရာပြဿနာတခုအဓိကတင်ပြကြတယ်ဒါ Vinicius Junior တူဦးတဲ့တော့မဟုတ်ဘူး ဘလုံးကကျွန်တော်တို့အခုဘလုံးကကြည့်ခဲ့တဲ့တဒန်းဟာဒီလိုတွေဟိုဖြစ်ခဲ့တာလည်းများပြီပေါ့နော်ဖြစ်ခဲ့ကောင်းလည်းများပြီများတဲ့အခါကျတော့အဲ့လိုတွေဖြစ်ချင်းဟာဟို Venetius Junior အပါဝင်အဲ့လိုဖြစ်ခဲ့တဲ့ကစားသမားတွေဟာဘာကြောင့်ဒီလိုကိုကိုကိုထိန်းချုပ်နိုင်စားဒါရော့ပါသွားတာလေပြုတ်ကျသွားတာလေပြီးတော့အမြင်မသင့်တော်တဲ့တုံ့ပြန်မှုတွေထွက်လာတာလေဆိုတဲ့အကြောင်းအရာတော့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 เนาะဆိုတော့ ပထမဆုံးပထမဆုံးပြောချင်တာကတော့ဒီ lack of respect ပေါ့နော်လေးစားမှုနေခြင်းအဲလေးစားမှုနေခြင်းကိုကျွန်တော်တို့ကကစားသမားတယောက်ဟာ a passion အရင်ကြီးနေလို့ပါဆိုပြီးတော့ဟိုမိုးရိုးပြတာကိုထမ်းလန်းတကားလို့မရအောင်အဲ့တော့ lack of respect ဆိုတာဟာ အဲ့ဒီအရာကိုကျွန်တော် fashion နဲ့အလီပိုင်းပြလို့လည်းမရအောင်ဆိုတော့ level of respect ဟာ level of respect ပဲသူကဒီဖြစ်စဉ်ဒီအခြေအနေမှာအသိန်းနည်းပြကိုအသိန်းခေါ်ရတဲ့အပေါ်ကိုပြီးတော့အသိန်းအပေါ်ကို respect နေခဲ့လို့ပဲမြင်တယ် Vinicius တူဦးတယ်မို့အဲ့လိုဖြစ်ခဲ့တဲ့ဒီသမိုင်းလျှောက်ကကစားသမားတွေတိုင်းမှာအခုနောက်ဆုံးကျွန်တော်ကဒါ Vinicius Junior ရဲ့ဖြစ်ရတဲ့တဲမှာဆိုတော့ Vinicius Junior ကအဲ့လိုပဲပြောအောင် ျွန်တော်တို့ဒီလူတယောက်ရဲ့ဒီစွမ်းဆောင်ရည်ပေါ့နော်လူတယောက်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလူတယောက်ရဲ့အတွင်းစိတ်နဲ့ပတ်သက်ပြီးတော့ဟိုပောက်ကွဲတော့မဲ့အနေအထားအထိလူတယောက်ကအရန်အေးလုံးရမယ်မကောင်းဘူးဒီလိုဘောလုံးပွဲလိုမျိုးအရန် competitive ဖြစ်တဲ့အထူးသဖြင့် air classico လို့တကယ် high stakes ပွဲကြီးဆိုပိုဆိုးတယ်အဲ့လိုပွဲမျိုးတွေမှာကစားသမားတိုင်းအတွက်အတွင်းလောင်စာလိုအပ်တယ်အဲ့အတွင်းလောင်စာမရှိဘဲနဲ့အရန် ဟို A ဆက်တည်ငြိမ်နေတာမျိုးကလည်းပွဲရဲ့အခြေအနေနဲ့လာရောညူတွေရှိလာတာမဟုတ်အဲ့ဒီကောင်ကတက်နေတဲ့၍တက်နေသလောက်ပိုကောင်းတယ်စာလောင်မှုပိုအားကောင်းတယ်နောက်ဆုံးအချိန်ထိရုန်းကန်လိုစိတ်အဲ့ဒီအရာတွေအကုန်လုံးကိုကျွန်တော်တို့ကဒီ fire power အဲ့ဒီအနေအထားမြင်နိုင်မြန်မြင်လာကောင်းတယ်ဒါပေမဲ့အမတ်တစ်ခုကိုရောက်သွားပြီဆိုတော့အဲ့ဒီတဖြည်းဖြည်းနဲ့တက်လာတဲ့ဒီ fire power ရဲ့အပေါ်မှာ line လေးတစ်လိုင်းကပပလေးရှိတယ်အဲ့ဒီ line လေးကိုကြော်သွားပြီဆိုရင် disorder ဖြစ်သွားပြီ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့ညှော်နေသွားပြီဟိုနှီးပြရဲ့ခိုင်းစေမှုတွေကိုလက်ခံဖို့ခက်ခဲသွားပြီဆိုတဲ့အနေအထားမျိုးတွေဒါမျိုးတွေဖြစ်တယ်လေကျွန်တော်တို့ဒီခရစ္စတီယာနိုရော်နယ်ဒိုရဲ့နောက်ဆုံးရာသီဟိုကြည့်ရင်ဆာလဆောက်ကန်သူ့ကိုလူသားလဲတယ်ကိုယ်နဲ့ကထွက်တယ်ဒေါ်လာတွေပေါက်ကွဲပြီးတော့ဆာလဆောက်ကန်လို့သူ့သူ့အဖေလိုဆက်ဆံတဲ့သူတယောက်ကိုသူ့အဖေသားသားသားသမီးတယောက်လိုဆက်ဆံတဲ့လူတယောက်ကို ။အိုးဆိုဒီအရာခွန်နှန်းကိုရောက်တယ်အရာခွန်နှန်းမှာဒေါသတွေထွက်တယ်။ဆိုတာမျိုးကျွန်တော်မြင်ခဲ့ဘူး။ဒါပေမဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့မလွဲချော်သွားတာကဝင်လာတဲ့အသင်းဖော်နီးပြားရဲ့ဆုံးဖြတ်ချက်ကို तू မကြည့်နိုင်ဘူး။ तू ကဆက်ပြီးတော့ဒီကွင်းထဲမှာသူ့ရဲ့အတွင်းစိတ်လောင်ကျွမ်းမှုကိုဟိုဆက်ပြီးတော့ဒီကွင်းထဲမှာ तू ဆက်ပြီးတော့လုံနေကျင်သေးတယ်။ဒါပေမဲ့လူသူ့စားလူသားဝင်လာတဲ့ခါသမားကိုတော့လေးစားမှုပြရတယ်ပေါ့နော်။ဆိုတော့ကျွန်တော် ဖြစ်စေချင်တာအဲ့ဒါပဲကို့မှာဒီအတွင်းမီးတော့တွေကလောင်ကျွမ်းနေသေးပဲနီးပြကို့ထုတ်လိုက်ပြီထုတ်လိုက်တဲ့အခါကျရင်အဲ့ဒီအရာတွေကကွင်းပြင်ကိုအဲ့ဒီအရာတွေကပါသွားမှာအမှတော့ဒေါသတွေဖြစ်လာတယ်တင်းချုံမရတဲ့အရာတွေဖြစ်လာတယ်ဒါပေမဲ့အတက်နိုင်ဆုံးကိုကိုကိုထိန်းရတယ်မထိန်းလို့မရဘူးဒါကဟိုလေးစားမှုတွေနဲ့တိဆောက်ထားတဲ့ပဝန်းကျင်ဒါဥမမေသားစုလို့ခေါ်တာအတင်းတင်းကမေသားစုစမ်းတာအဲ့လိုအခါမျိုးတွေဒါအရန်လိုအပ်တယ်ဆိုတော့ Venice Junior အနေနဲ့ အဲ့ဒီ fire နဲ့ disorder ဂျာက line ဘပါလေးကိုကြော်သွားတာပထမအချက်ပဲအင်္ဂလစီကိုလိုပွဲမျိုးမှာ passion ကအရင်ကြီးတာပေါ့ဒါကြောင့်ဒီလိုဖြစ်တာပဲဆိုပြီးတော့ကာကွယ်လို့မရတဲ့အနေအထားကိုရောက်သွားတယ်တနည်းအားဖြင့်ကြည့်မယ်ဆိုဒါကျွန်တော် hierarchy နဲ့ဒီ mutual respect နှစ်ခုစလုံးကိုသူချိုးဖောက်လိုက်တာပဲ hierarchy ဆိုတဲ့နေရာမှာကျွန်တော်တအူးစမိုင်းဘီယံစနစ်လိုကြီးဟိုဘယ်လိုခေါ်မလဲ အဖြစ်နေတာမျိုးလည်းမဟုတ်ဘောလုံးအသင်းတစ်သင်းမှာနီးပြတဲ့ကစားသမားကြမှာဒီလိုအပ်တဲ့ hierarchy ကိုနော်လိုအပ်တဲ့ဒီလေးစားမှုအဲ့ဒီအရာတော့ရှိဖို့လိုတယ်ပြီးတော့အသင်းပေါ်ကြီးကြမှာရှိတယ် mutual respect အဲ့ဒီအရာကိုတော့ထိန်းနိုင်ဖို့လိုတယ်ဆိုတော့နီးပြရဲ့ဆုံးဖြတ်ချက်ဟာအမုန်းနဲ့ဆုံးဖြတ်တာမဟုတ်ဘူးလို့ယုံကြည်တိုင်းမှာဘလို့အခြေအနေမှာဖြစ်ဖြစ်တချို့ကစားသမားတွေဆိုအခြေအနေဆိုးတယ်ဘိုးသမားထုတ်ခံလိုက်ရတော့မိနစ်30မှာ မိနစ်15မိနစ်မှာ73မိနစ်မှာပထမဆုံးအထုတ်ခံလိုက်ရတာကျွန်တော်တို့ဒီရစီ Chelsea ပွဲမှာကျွန်တော်တို့တွေ့ခဲ့မှုတဲ့ကစားသမားတွေတယောက်တစ်ယောက်ဟိုအသင်းမှာရှိတဲ့အကောင်အားကိုဆုံးလို့ယူဆတဲ့ကစားသမားတွေအကုန်လုံးကိုအန်ဆိုမာရော့စကာကနှိပါပိုင်းလိုအပ်ချက်အရာသူလဲပလိုက်ရတယ်ကစားအားကောင်းတဲ့သူတွေကိုပဲကိုင်းထဲမှာထားခဲ့တယ်ဆိုတော့သူဟိုဆိုတော့ဒီနေရာမှာနှိပြရဲ့အဲ့အတွေးပေါ့နော်အတွေးကဟိုမှားတာမှန်တာကတပိုင်း အနည်းပြအနေနဲ့အတွေးမှားကိုတွေးမိနိုင်တယ်အတွေးမှန်ကိုတွေးမိနိုင်တယ်ဒါပေမဲ့အန်ဆိုမာရော့စ်ကလည်းအဲ့ဒါကသူ့အတင်းအတွက်သူကာကွယ်ရှင်စင်းနဲ့လုပ်တယ်ဆိုတဲ့စေရနာကိုတော့အနားလည်ဖို့လိုတယ်ကစားသမားဘက်မှာလည်းအဲမကျေနပ်ချက်တော့ရှိကောင်းရှိရတယ်ဒါပေမဲ့ဒီဟာကသူလက်ခံမှာပဲဆိုတော့ဒီအရာတွေကိုဆိုတော့ဒီဒါဘလုံးပေါ်တပွဲမှာ logic တွေနဲ့တိဆောက်ထားတာပွဲတပွဲကိုအများကြီး logic ကိုကျွန်တော်ရှိတဲ့ကစားသမားတွေရဲ့ logic ပြီးတော့ game ထဲမှာကစားနေတဲ့ကစားပုံကစားဟန်ရဲ့ logic နီးပြရဲ့ logic ဒီအရာတွေနဲ့အဲ့ဒီအရာတွေကိုဟိုညင်းဆိုတဲ့အခါမှာအတက်နိုင်ဆုံးအဝေလဲကန်းတစ်ထိရောက်သွားတဲ့အချိန်ဒီမျက်လုံးတွေရှိမှာ media တွေရှိမှာ camera တွေရှိမှာအဲ့ဒီအရာတွေကိုရှောင်ရှားတင်တယ်အခုဆိုတော့ Santiago Bernabeu ရဲ့ကွင်းထဲမှာကွင်းလုံးပြည့်ပြိသက်ကြီးကိုပြိသက်လည်းရှိတယ်ပြန်ပြိသက်လည်းရှိတယ်ကိုကစားသမားတူဦးဒီလိုဖြစ်တာကကိုအတင်းပြိသက်တွေကိုလည်း ဟိုဘယ်လိုပြောမလဲဆိုတော့စိတ်အနှောက်အယှက်ဖြစ်စေတယ်ပြီးရင်ပြဿနာပါလဲဆိုတော့ဒီဘွားကတကဘာလုံးတို့လို့ကဘောလုံးပြိသက်တွေအချိန်လေးပေးတဲ့သူအကုန်လုံးကြီးမယ်ပွဲဆိုတော့အဲ့နေရာမှာကျွန်တော်တို့ ego ကိုထုတ်ပြန်ကြင်ညာချက်လို့တော့တုံးမရအောင်အဲ့ဒီနေရာမှာအပြန်အလှန်လေးစားမှုကိုပြသင့်တယ်ပေါ့နော်ဆိုတော့ဒါကပဲကျွန်တော်တို့ကဒီဘောလုံးမှာဟိုတချို့အပိုင်းတွေတချို့အပိုင်းတွေမှာ ဟိုကျွန်တော်အဲ့ဒီဟာကိုတော့အရင်မဆွဆွဲခြင်းဘူးအဲအဲ့ဒီအရာကပဲကစားသမားတူဦးကနှစ်တူပဲကောင်းခြင်းမကောင်းခြင်းဆိုတာကိုပိုင်ဖြတ်သွားတာဆိုတော့ passion ဆိုတာကအားကစားမှတကယ် essential ပဲတကယ်ဟိုမဖြစ်မနေလိုအပ်တယ်ဒါပေမဲ့အဲ့ဒီ passion ကိုအလီပိုင်းပြပြီးတော့လေးစားမှုဒီနေပါခြင်းလေးစားမှုချွတ်ယွင်းခြင်းလေးစားမှုအားနေခြင်းအဲ့ဒီအဲ့ဒီအရာကြီးကိုသွားလုပ်လို့မရဘူးဒါကျွန်တော်အမြင်ပါနော် ဆိုတော့နောက်တစ်ချက်ကကစားသမားတွေရဲ့စိတ်ထဲကိုကျွန်တော်တို့တွေးကြည့်လိုက်အခါကျကစားသမားတွေရဲ့စိတ်ထဲမှာအဲ့တော့အဲ့လိုမျိုး situation မျိုးမှာကိုကဘာကိုခံစားရလဲဆိုတော့ rejection ကိုခံစားရတယ်အထူးသဖြင့် Venetius Junior လို့ elite အလွာရောက်နေတဲ့ကစားသမားတူဦးအနေနဲ့သူသူ့ရဲ့ performance ကိုသူတက်တည်ပြခြင်းလဲသူ့ရဲ့ status ကိုသူကပြခြင်းလဲငါဘာကောင်းလဲဆိုတာပြခြင်းလဲဒါပေမဲ့မင်းဟာဒီဇလန်မှာ အဓိကဇက်ကောင်မဟုတ်တော့ဘူးဆိုတဲ့ခံစားချက်အဲ့ခံစားချက်ဝင်လာတတ်တယ်ကစားသမားတွေအဲ့ဒါကအမှန်တိုင်းပြောရင်တော့အကောက်အယူလွဲတာဆိုတော့ identity threat လို့ तू က तू ကဒီခံစားလိုက်ရတာပြောမှဆိုရင်ဒီ stars player တွေကဒီ big game တပွဲမှာကွင်းမှာဆက်ရှိနေတဲ့သူတွေကအဆက်ဆောင်နေဖြစ်ပြီးတော့ငါကတော့ဒီပွဲရဲ့ protagonist မဟုတ်တော့ဘူးဆိုတဲ့အချစ်ဟိုဘယ်လိုခေါ်မလဲဆိုတော့ အဲ့အဲ့ဒီ sense အုံနောက်ကအဲ့ဒီအရာကိုဖတ်လိုက်တာပြီးတော့အမှကိုယ့်ရဲ့ status ကလည်းပျောက်ဆုံးသွားတာအဲ့တော့အမှကိုယ့်ရဲ့ defensive system တွေခဏကိုယ်တို့မှရှိတဲ့ defensive system တွေကထွက်လာတယ်အဲ့ဒီ defensive system တွေကပါလဲဆိုတော့ anger တို့ no protest လောက်တာတို့ဆိုတော့အဲ့ဒီမှာဒီကိုယ့်ရဲ့ control လုပ်နိုင်စမ်းကိုဟိုရော့ကျသွားတဲ့အခြေမှဖြစ်တတ်တယ်အထူးသဖြင့်ဒီဒါကဒီ hot temper ကစားသမားတွေမှာပို့ပြီးတော့ဖြစ်တတ်တယ်ကျွန်တော်တို့က အမြဲအရင်ကလည်းကျွန်တော်ပြောဘူးတယ်ကျွန်တော်တို့လူတယောက်မှာအရင်အရေးကြီးတဲ့ system ကိုရှိတယ်ကျွန်တော်အဲ့ကောင်ကဒီ self determination theory လို့ခေါ်တယ်သူ autonomy ရဲ့ competence ရဲ့ပြီးတော့ relatedness ရဲ့ autonomy ဆိုတဲ့အပိုင်းမှာသူကပြင်ပဒီအရာသုံးပြချက်တစ်ခုဟာကိုယ့်ရဲ့ဒီ external control ကိုစွန့်ငယ်ခံလိုက်ရတဲ့အချိန်မှာအဲ့ autonomy ကဟိုပျောက်ဆုံးသွားတော့เนาะပြီးတော့ competence ဆိုတာကမင်းဒီအချိန်မှာတော့မင်းစိတ်အသုံးမဝင်တော့ဘူးဆိုတော့ခံစားမှု သူ့စီကိုဝင်လာအဲ့ဒါကဒီပြောမယ်ဆိုရင်တော့တကယ်နီးပြားတဲ့ကစားသမားကြမှာအမုန်းတရားတာမရှိဘူးဒီဇာဗီအလွန်ဆိုတာသဘောရိုးနဲ့သူရည်ရွယ်တဲ့အရာတစ်ခုသူလုပ်ချင်တဲ့အရာတစ်ခုကိုရိုးရိုးသားသားဆုံးဖြတ်ခဲ့တာသာမှန်ရင်ဒီဘက်မှာကျတော့ဘာဖြစ်သွားမှာလဲဆိုတော့အဲ့ဒါဒီအကောက်ယူလွဲတာအဲ့ message ကိုဒီတုံးသက်ချက်လွဲတာနောက်ဆုံးဒီ relatedness ပေါ့နော်ကစားသမားတွေကဟိုစဉ်းစားမှဒီ ဘယ်လိုပြောမလဲဆိုတော့ဒီလိုမျိုးဒီဒီလိုဂိမ်းမျိုးဒီလိုပွဲမျိုးမှာဒီကစားသမားတွေဟာကိုအတင်းနေမှာပဲဒီအတင်းပေါ်နေတဲ့အတူတူဒီအရာကြီးတစ်ခုကိုနောက်ဆုံးအချိန်ထိအောင်မြင်အောင်လုပ်သွားခြင်းနဲ့ဆန္ဒအဲ့ဒီအရာအရာကြီးကြီးသွားတယ်ပါဆိုတော့အဆအဆအရာရာကအပြစ်ကြီးပဲပြောတာတော့မဟုတ်ဘူးအဲ့မှာအားလုံးပေါင်း ချုပ်ကုန်ပြီးတော့လုံးဝဒီ disorder ဖြစ်သွားတဲ့အချိန် loose control ဖြစ်သွားပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အတွင်းမီးတောက်တွေခန္ဓာကိုယ်ထဲမှာပဲဆက်ရှိမနေပဲနဲ့အပြင်ကိုဒီဒေါသအနေနဲ့ပေါက်ကွဲထွက်လာတဲ့အချိန်မှာတော့အဲ့ဒါပြဿနာဖြစ်သွားတာပဲဆိုတော့ကစားသမားတွေကအဲ့ဒီအပိုင်းမှာမဖြစ်မနေထိနိုင်မှုလိုတယ်အဲဒီနိပြရဲ့ management ကိုတိကျပို့ပြီးယုံကြည်ဖို့လိုတယ်ကျွန်တော်အဲ့ဒီမှာဆို သူပြန်ပြီးတော့ကြည့်ရင်ရိုဒရီโกဘယ်လိုခံစားမလဲဆိုတာတွေးရမှာရိုဒရီโกလည်းသူ့လိုပဲ star player ပဲသူ့ထက်အခြေအနေအများကြီးဆိုးတာပေါ့ဒါပြည့်အလွန်ဆိုးရလောက်အောင်အခုဆိုအာရာဂိုလာတို့နေရာတွေရလာတယ်အာရာဂိုလာကွန်းထဲမှာ game time အများကြီးရတယ်ရိုဒရီโกကတကယ် Real Madrid ရဲ့ဒီ Champions League ရခဲ့တဲ့ຢာဒီတွေမှာပြီးတော့ຢာဒီပေါင်းများစွာမှာသူလည်း main character အနေနဲ့ရှိခဲ့ပြီးတော့မှရုပ်တရက်ကြီးသူအစကနေပြန်ပြီးတော့တည်ဆောက်ရနီးပြားရုံချင်မှုကိုသူရယူနေရတာ ူ့မှာလည်းဒီဂျာဗီလွန်ဆိုတဲ့ပတ်သက်ပြီးတော့ဟိုစိတ်ဆိုးပိုင်ဝင်သူ့မှာလည်းရှိတယ်။ဒါပေမဲ့မဟုတ်ဘူးဒီလိုနိဗ္ဗာန်ကသာသမားချာမှာအတင်းနဲ့ကသာသမားချာမှာပြီးတော့ကိုကိုတိုင်ရဲ့ဒီ situation မှာဒီလိုမျိုးတွေဖြစ်ရှင်းလို့မရဘူး။ကိုင်းထဲမှာလောရရနဲ့တက်စီပြဖို့ပဲသူအချိန်ခါကိုစောင့်နေရတာ။အဲ့လိုကသာသမားတူကိုင်းထဲဝင်လာတာပေါ့ Venetius Junior ကမကြိုးစုံနိုင်ဘူးဆိုတော့အတိတ်ပဲထွက်သွားတယ်။လက်ကိုဖြတ်ခနဲ့ပုတ်သွားတဲ့အပြုအမူအနည်းဆုံးတော့ Rodrigo ကိုသူကောင်းကောင်းမွန်သူ ဘယ်လိုခေါ်မလဲဆိုတော့ဒါမင်းကိုဖြစ်တာမဟုတ်ဘူးဒါနီးပြရဲ့ဒီဆုံးဖြတ်ချက်ကိုငါမကျေနပ်တာပါဆိုတော့လောက်ကိုတော့ရိုဒရီကိုတိမယ်ဆိုရင်တော့သူပြခဲ့တင်တယ်အဲ့ဒီအရာကိုမပြခဲ့ခြင်းအဲ့ဒါကိုကျွန်တော်တို့ကအဲ့လိုမပြနိုင်ခဲ့ခြင်းကိုကျွန်တော်တို့ psychology မှာဆို narcissistic ဒီ injury လို့ခေါ်တယ်ကိုကိုအရင်ချစ်လုံးတဲ့စိတ်ကိုကိုချစ်လုံးတဲ့အဲ့အရာကြီးအဲ့အဲ့ဒီဒီ နာဇီစစ်တွေဟာဟိုအရင်ချက်လုံးတဲ့အခါကျတော့တလောကလုံးတခြားဘသူ့ကိုမှဘယ်မျက်နှာမှမထောက်တော်ဘူးဆိုတာမျိုးလုတ်တက်ကြတယ်ဗနီစစ်ဂျူနီယာစီမှာအဲ့ဒီအပြုမူကိုကျွန်တော်တို့တွေ့လဲရတယ်ဆိုတော့ဟိုနောက်ဆုံးတော့ဘာပြောချင်တာလဲဆိုတော့ကစားသမားတွေဟာဒီကျင့်ဝတ်တွေကိုနားလဲရမယ် hierarchy ကိုနားလဲရမယ် mutual respect ကိုနားလဲရမယ်အဲ့တော့အချိန်တိုင်းမှာဟိုကိုစိတ်ကြိုက်အခင်အကျင်းကိုစိတ်ကြိုက်အနေထားတော့ဖြစ်နေမှာမဟုတ်ဘူးခလျံဘပေးလဲ ဒီဘယ်လိုခေါ်မလဲဆိုတော့ game name မှာအသုံးဝင်တော့ဘူးလို့ယူဆတဲ့အချိန်မှာဇာဘေးအလုံးဆိုသူ့လိုပဲလူသားလဲမှာပဲဒါပေမဲ့ရှေ့မှာလဲလဲခဲ့ဘူးပါကျွန်တော်မြင်ခဲ့ရဘူးလားပဲမဘေးလဲစိတ်ပြက်လက်ပြက်နဲ့ကောင်းတစ်ခါကောင်းနဲ့ထွက်လာတာပဲအဲဆိုတော့ဒီအရာကတော့ဒီအတွင်းမှာလောင်နေတဲ့စောစောပြောတဲ့ဒီပေါက်ကွဲအာယူအတွင်းလောင်လာယူသူအတက်နိုင်ဆုံးထိန်းရတာဆိုရင်ဒီဝင်းဝေလေးထွက်နေတာပေါ့ဝင်းဝေလေးထွက်နေတာဒါအမြင်အမြင်တော်တယ် ျွန်တော်ဒီ Jude Bellingham ဆိုလည်းဘယ်လိုလုပ်မလဲ Jude Bellingham ဆိုအခုဆိုအင်္ဂလန်လူရေးစင်အသင်းမှာအရေးမခံဘူး Javi Alonso ကလည်းသူ့အပေါ်မှာဟိုသဘောကသူ့အားကိုးမယ်အားကိုးတယ်ဆိုတော့ခံစားချက်ရှိရအောင်အခုချိန်မှာသူ့အားကိုးသေးတာမဟုတ်ဘူးဒီ Jude Bellingham ကိုယ်တိုင်လည်းသူသတိပြနေရတာတိုင်မဲ့အဲ့လိုအခြေအနေမှာဒီအမပေတို့ Bellingham တို့ပြီးတော့ Rodrigo တို့တို့တွေပြတဲ့အရာမျိုးကို finishes တွေ ਨੇ ပြနိုင်ဖို့လိုတယ်ဒါကျွန်တော်အမြင်ပဲအခုဒီပွဲအပြီးမှာလည်းဒီမိနစ်90လားကတ်လာတဲ့အချိန်မလန်ဂန်တို့ဒီအမ်ဘာပေတို့လူသားလဲခံရတဲ့အချိန်မှာမလန်ဂန်ရောအမ်ဘာပေရောအဂလစီဘောကနေလူသားလဲခံရတာမိနစ်90လားကတ်နေပြီဆိုတော့အချိန်လူသားလဲခံရတာဆိုတော့ Venices Junior ထပ်ဆိုင်တော့ဒါတော်သေးတယ်လို့တော့ဒါပြောလို့ရတယ်သို့တော်မဟုတ်ဘူး result က2-1ဖြစ်နေတာသူတို့ကွင်းထဲမှာဆက်ရှိနေခြင်းကြသေးတာပဲ တို့အထူးသဖြင့်အမ်ဘပေလို့ဆိုရင်အခွင့်အရေးဘာစီလိုနာကအဲ့လိုပွဲကိုထုံးထင်းချုပ်ထားတဲ့အနေအထားမျိုးကနေပြီးတော့ဘောလုံးတွေပြက်ပြက်ပြီးတော့သူ့အတွက်ပြေးလမ်းကြောင်းတွေရနေတာသူသိတယ်။သူဆက်ရှိနေနေအောင်ပါပဲ။ဒီလိုပဲဒီဘယ်လန်ဂမ်မလဲဂိမ်းထဲမှာသူပေါင်ပတ်သက်ချင်နေသေးတာပဲ။ဒါပေမဲ့သူတို့တွေလည်းဘယ်လိုခုံမလဲ။ကျွန်တော်အဲ့အဲ့ဒီမှာတော့မင်းနဲ့ကွာချားတာကဟုတ်တယ်ဒီအတိုင်းသာတစ်ခုဒီကွာချားမှုရှိမယ်။အရင်အကြီးကြီးမှကြီးတော့မဟုတ်ဘူး။သူတို့လည်းဆက်ရှိနေတဲ့အချိန်ထုတ်ခံရတာပဲ။အဲ့မှာမှာသူတို့က ဟိုဘယ်လိုခေါ်မလဲဝင်လာတဲ့ကစားသမားတွေကိုလိုက်လိုက်လဲလဲချိုးချိုးသွားသွားအားပေးပြီးတော့ထွက်သွားတဲ့အခါကျတော့ဂျာဗီလွန်ဆိုကလည်းမရမကလိုက်ပြီးတော့ကိုယ်ကစားသမားတွေကိုလက်လေးပုတ်ပြီးတော့အဲငါဆုံးဖြတ်ချက်ကိုနားလဲတယ်မဟုတ်လားကစားသမားဘက်ကလည်းနားလဲတယ် boss ဆိုတဲ့ဒီ situation ဒီ relation ကိုပြသွားတာတွေက Venice Junior အတွက်ရှက်စရာပဲဆိုတော့ဒါမလုံတင်ဘူးကျွန်တော်တချို့လဲဒါ Venice Junior ကိုမဟုတ်ဘူးမုန်းမုန်းတာမုန်းတာလို့ ဒီနေရာမှာကျွန်တော်အရန်ကြိုက်တဲ့ကစားသမားတူဦးကဒီလိုလှုပ်ရင်လေဒါဟာဒီစိတ်ပိုင်းဆိုင်ရာမှာဒီလိုပြဿနာဆိုတဲ့အရာ psychology အရာဒါဟာပြဿနာတစ်ခုဖြစ်သွားတယ်ဆိုတဲ့အရာကျွန်တော်ပြောမှာပဲ Vinicius Junior ကျွန်တော်ကြိုက်ပါတယ်ကျွန်တော် Real Madrid ပြည်သားပဲဆိုတော့ထားပါတော့ Vin Vinny ဒီအပြုတ်မှုတွေကိုမထိန်းနိုင်ဘူးဆိုရင်ဘောလုံးကပါမှာသူ့ကိုယ်သူဖိအားတွေကိုသူပို့ပြီးတော့ပို့ပြီးတော့ဝယ်ယူသူလိုဖြစ်နေနိုင်မယ် ဘာကြောင့်အဲ့လိုပြောရတယ်လဲဆိုတော့ဇနီးကဘလို့ကောင်မျိုးဆိုတဲ့အမြင်မျိုးထိအတွက်တက်တည်ပြချက်တွေဖြစ်လာတဲ့အခါသူကလည်းအဲ့ဒီအရာတွေကိုတုံ့ပြန်ပြန်စိတ်လုံခဲလာတဲ့အခါစစောပြောတဲ့ဒီအတွင်းလောင်စာဟာ immediate high stakes လို့အနေထားမျိုးမဟုတ်ဘဲနဲ့ low stakes လို့အနေထားမျိုး medium stakes လို့အနေထားမျိုးတွေပါလေထွက်လာတတ်တယ်အမားတွေပိုပြီးကျူးလွန်မိတတ်တယ်အဲသူကစားသမားပေါ့ဖြက်စီးတတ်တယ်ဆိုတဲ့အကြောင်းကိုအဓိက 30ချက်ဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ Soccer House ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်